နေ့တော့အပြစ်မဲ့တပင်းယူတော့မဲ့တော့ပွဲထိုင်းနိုင်ငံမှာကျင်းပပြင်းဆေးဥစုရဲ့ရွေးကောက်ပွဲဟာလွတ်လပ်မြတ်တာပြီးတော့အားလုံးပါဝင်ဖို့လိုတယ်လို့အိန္ဒိယကပြောတဲ့တဲ့င်းနဲ့အတန်တိတ်တပိတ်မှာပါဝင်ကြဖို့ဖက်ကန့်ဒေတာခန်တွေကိုတပိတ်အင်အားစုတွေတိုက်တွန်းတဲ့တဲ့င်းစတဲ့တဲ့င်းတွေပါဝင်ဒီနေ့ဒီဇင်ဘာလ10ရက်နေ့အတွက်ဖရက်ဖရက်နေ့စတဲ့တဲ့င်းတွေကိုကြားကြရမှာပါ င်ငယ်မဲဟောက်ဆောင်ခရိုင် KN ကျေးရွာအနီးတနေရာမှာပြီးခဲ့တဲ့ဒီဇင်ဘာလ10ရက်နေ့မှာအပြစ်မဲ့တည်ယူသောမွေတော်ပွဲကိုယုံကြည်သူကက်သလစ်ခရစ်ယာန်ဘာသာသူတွေကအကျင့်ပပြုလုပ်ခဲ့ကြပါတယ်အဲ့ဒီပွဲကိုထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ကက်သလစ်ခရစ်ယာန်ဘာသာဝင်အများစုပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရပါဗျ။ပွဲကတော့မနေ့ရှင်းနိုင်ကနေညနေ3:00ဝန်းကျင်အထိကျင်းပပြုလုပ်ခဲ့ကြပြီးတော့ ပူပူဆူတောင်းတာဂိမ်းကစားတာမဲနိုင်တာနဲ့ကပြဖြိုဖြေးရပြုတ်လုခဲ့ကြပြီးတော့မဲဟောက်ဆောက်ခိုင်မှာနှစ်စဉ်ဒီဇင်ဘာလ၈ရက်နေ့တိုင်းမှာ အပြစ်မဲ့တည်ယူသောမဲတော်ပွဲကိုကျင်းပပြုလုပ်တာပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအတွင်ကူးပြောင်းရေးကိုထောက်ခံအားပေးပြီးရွေးကောက်ပွဲဟာလွတ်လပ်မျှတပြီးအားလုံးပါဝင်နိုင်ဖို့လိုတယ်လို့အိန္ဒိယနိုင်ငံပြည်ပရေယာဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ Randy Jaswa ကဒီဇင်ဘာလ10ရက်နေ့မှာသတင်းမီဒီယာတွေကိုရှင်းလင်းပွဲပြုလုပ်နေစမှာပြောကြားခဲ့တာဖြစ်ပါတယ်။အာနာသိန်းစိတ်အုပ်စုဟာလာမယ့်ဒီဇင်ဘာလအကောင်မှာရွေးကောက်ပွဲအပိုင်တဲ့2026နှစ်စံမှာအပိုင်နဲ့နဲ့တုံးကိုစက်တိုက်ကျင်းပသွားဖို့စီစဉ်ထားတာဖြစ်ပြီးတော့အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအိန္ဒိယဘက်ကအခုလိုသဘောထားထုတ်ပြန်ပြောဆိုလာတာဖြစ်ပါတယ်။စေအုပ်စုရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအာဆီယံအပါအဝင်နိုင်ငံတကာကလည်းထောက်ခံမှုရှိတဲ့ပြင်ပြည်တွင်းတော်လှန်ရေးအင်အားစုတွေကတော့ အတုအယောင်ရွေးကောက်ပွဲလို့ခေါ်ဆိုနေကြပါတယ်။ဒီနေ့ဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်မယ့်အတန်တိတ်တပိတ်မှာပါဝင်ပင်းချဖို့ဖားကန့်ဒေတာခန့်တွေကိုတပိတ်အင်အားစုတွေကပြီးခဲ့တဲ့ဒီဇင်ဘာလ10ရက်နေ့မနေ့ပိုင်းမှာလက်ပတ်နိုးစော်စီးရုပ်ခဲ့တာပဲဖြစ်ပါတယ်။ဖကဲကပြည်သူတွေအနေနဲ့တော်လရင်ကိုတွေးအေးမသွားဖို့လှုပ်ဆောင်ရခြင်းဖြစ်တယ်လို့ဆရာနာရှင်စက်ကျင်ရင်လူမှုကွန်ရက်ရဲ့တာဝန်ခံသူဦးကပြောပါရယ်ဖကဲမျိုးလှုပ်ခင်းဖက်မှာတော့စစ်ကော်မရှင်တပ်က ဒီနေ့ဒီဇင်ဘာလ10ရက်နေ့မှာအတန်တိတ်တပိတ်မှမပါဝင်ဖို့ဆိုင်တွေမပိတ်ကြဖို့နဲ့ပိတ်ရင်အရေးယူဖမ်းဆီးမဲ့အကြောင်းချင်း6ပြောဆိုမှုတွေရှိနေတယ်လို့ဒေသခံသတင်းအရင်းအမြစ်တွေထံကနေသိရပါဗျ။စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုစတင်တဲ့အနေနဲ့ဒီနေ့ဒီဇင်ဘာလ10ရက်နေ့မနေ့10နိုင်ကနေညနေ3နိုင်အထိအတန်တိတ်တပိတ်ပြုလုပ်ပေးကြဖို့တပိတ်အင်အားစုတွေကတိုက်တွန်းလို့ဆော်ထားတာပါ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထရေးအသွေးဝဥက္ကမေဟာခီးသွားနေစဉ်ပြီးခဲ့တဲ့တပတ်ကျော်ကလေးကအဆက်အသွယ်ပြတ်တောက်ခဲ့ပြီးလက်ရှိမှာလုံခြုံရေးအရစိုးရင်ရတဲ့အတွက် NUG ပြည်ထရေးလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအမြဲတမ်းအသွင်းမှုရာထူးအပါအဝင်တခြားတာဝန်တွေကနေယာယီရက်ဆိုင်ထားတယ်လို့သိရပါတယ်လက်ရှိမှာဥက္ကမင်းနဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့သတင်းတစ်ခုရှိနေပါတယ်။အဲ့ဒါတွေကတော့ဥက္ကမင်းဟာစကိုင်းတိုက်ကနေရှမ်းပြည်မြောက်ပိုင်းကိုအခုမှ စစ်ကော်မရှင်တပ်ရဲ့ဖမ်းဆီးခြင်းခံရတဲ့ဆိုတဲ့သတင်းနဲ့ရှမ်းပြည်တောက်ပိုင်းမှာ PNO တပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံရတဲ့ဆိုတဲ့သတင်းတွေပဲဖြစ်ပါတယ်။အဲ့ဒီသတင်းတစ်ခုနဲ့ပတ်သက်ပြီးအတိအကျအတိပြုနိုင်တာတော့မရှိသေးပေမဲ့ PNO ကဖမ်းဆီးထားတဲ့ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးပါတီပြောရေးစွန်ခွင့်ရှိသူစောခွန်ကျော်ဝင်းကိုဆက်သွယ်မေးမြန်းရမှာတော့မဟုတ်မှန်ကြောင်းမြင့်ဆိုထားပါတယ်။ ဥကုံမင်းပျောက်ဆုံးနေမှုနဲ့ပတ်သက်လို့ဖရက်အဖန်ကအန်ယူဂျီဝန်ကြီးချုပ်ယုပ်ပြောခွင့်ရဦးနေဘုံလက်ကိုမေးမြန်းရမှာဒီကိစ္စအပေါ်ဘာမှပြောစရာမရှိသေးဘူးလို့တုတ်ပြန်ဖြေကြားခဲ့ပါတယ်။ဒီနေ့ဒီဇင်ဘာလ10ရက်ဖရက်အဖန်ရဲ့မစ်စစ်ဘီလေးမျိုးကိုကြားခဲ့ရတာပါကျွန်မအင်းနီပါရှင်။